ရောရှိအားလုံးပဲမိင်္ဂလာပါကီစီကိုပါနေကြိုဆိုပါရယ်ကဲဒီနေ့မှာတော့ကျွန်တော်တို့တွေဂိုဂျိုစာတူရုအကြောင်းကို ပြောကြပါမယ်ဟိုင်းညတ်တယ်အရင်နေ့ကဒိုမိန်တွေအကြောင်းကိုရှင်းပြထားတဲ့ဗီဒီယိုမှာဂိုဂျိုရဲ့မျက်လုံး၆လုံးအကြောင်းကိုရှင်းပြပေးမယ်လို့ကတိပေးထားခဲ့ပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဂိုဂျိုရဲ့မျက်လုံး၆လုံးအကြောင်းနဲ့အတူဂိုဂျိုဘလောက်အထိတန်မာတယ်လဲဆိုတာကိုအတူတူအဖြေရှာကြည့်ကြတာပေါ့ဂျိုဂျူစုခိုင်ဇန်စီးရီးဆဲမှာဂိုဂျိုဟာအတန်မာဆုံး character တွေထဲကတစ်ခုအနေနဲ့ရည်တည်နေခဲ့ပါတယ် ဒီလိုတံမာလာရတဲ့အဓိကအကြောင်းအရင်းကသူအသုံးပြုနေတဲ့ availability rate အကြောင်းဖြစ်ပြီးသူအသုံးပြုနေတဲ့ availability rate အကြောင်းကလည်းအရန်ကိုမှစိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။ကိုဂျိုမီသားစုကို university အတံမာဆုံးကျူးကျူးစုပညာရှင်တွေလို့အားလုံးကဝိုင်းပြီးသတ်မှတ်ထားကြပါတယ်။ဒုတိယအချက်ကတော့ကိုဂျိုဟာနှစ်ပေါင်း400အထိမှပထမဆုံးမျက်လုံး6လုံးကိုရရှိပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။မျက်လုံး6လုံးဆိုတာဘယ်လို availability ဖြစ်မလဲဆိုတာကိုအရင်အဖြေရှာကြည့်ကြပါမယ်။အစောပိုင်းမှာတော့ကိုဂျိုဟာအကျန်းဆုံးကျူးကျူးစုပညာရှင်တယောက်မဟုတ်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ဂိုချိုနဲ့ဂဲရိုတို့ကိုအကြမ်းဆုံးဂျူဂျူစုပညာရှင်၂ယောက်အဖြစ်အများကသတ်မှတ်ခဲ့ကြပါတယ်။ဘာလို့ဆိုဒီခရိုက်တာနှစ်ခုရဲ့တန်မာမှုကလုံးဝတူညီနေကြတာကြောင့်ပါ။ဒီလိုတူညီမှုကရင်ရှည်တော့မခံခဲ့ပါဘူး။ဂိုချိုနဲ့ဂဲရိုတို့နှစ်ယောက်ဟာ Star Plasma Vessel တစ်ခုကိုလိုအပ်ခဲ့ကြပါတယ်။ Star Plasma Vessel ကိုလိုအပ်ခဲ့တာကဂျန်တာမရှိတဲ့ Master ထန်ကန်ချောင်းဖြစ်ပြီးဒီဘက်ကမြန်မာတဲ့ဂျူဂျူစု location တွေအတွက် Varia တွေကိုပြုပြင်ပေးရသူတူပါ။နှစ်ပေါင်း900လောက်ကြာတဲ့အချိန်မှာတော့ Master ထန်ကန်ကသူ့ရဲ့ Vessel ကိုလိုအပ်လာခဲ့ပါတယ်။ ဒီ vessel ကိုတော့ star plasma vessel လို့ခေါ်ဆိုပြီးသူ့အတွက် immortal ability တစ်ခုကိုပေးစွမ်းနိုင်ပါတယ်။ဒါပေမဲ့ vessel တစ်ခုကိုနှစ်ပေါင်း900သာအသုံးပြုနိုင်ပါတယ်။ master tagan ရဲ့ vessel ကိုဆုံးတော့မဲ့အချိန်မှာ jujutsu ဆွမ်းအမြင်မှသူတွေကဂိုဂျိုနဲ့ဂေရိုတို့ဖြစ်နေခဲ့ကြပါတယ်။ဒါကြောင့်ဂိုဂျိုနဲ့ဂေရိုတို့ဟာ star plasma vessel ကိုရှာဖွေခဲ့ကြရပါတယ်။ဒီ star plasma vessel ကတော့ rico အမနာကြီးပဲဖြစ်ပါတယ်။ဒီအချိန်မှာ master tagan အတွက် vessel အသစ်တစ်ခုရသွားမှာကိုမလိုလားတဲ့သူတွေလည်းရှိခဲ့ကြပါတယ်။ ီလိုလူတွေကမှစွမ်းအားကြီးမားဆုံးလူတစ်ယောက်ကတော့ထိုဂျီဖူရှိကိုရာပဲဖြစ်ပါတယ်။ထိုဂျီကတန်မာတဲ့လူတစ်ယောက်ဆိုပေမဲ့တန်မာတဲ့ဂျူဂျူဆုပညာရှင်တစ်ယောက်တော့မဟုတ်ခဲ့ပါဘူး။ဘာလို့ဆိုထိုဂျီမှာ cost energy မရှိတာကြောင့်လို့ဆိုရပါမယ်။ cost energy ဟာဂျူဂျူဆုလောကမှာအရန်အရေးပါတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ cost energy မရှိဘူးဆိုရင်ဂျူဂျူဆုပညာရှင်တွေအနေနဲ့ထိုဂျီကိုခြေရာခံဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။ဘာလို့ဆိုဂျူဂျူဆုပညာရှင်တွေကရန်သူရဲ့ cost energy ကိုအာရုံခံပြီးတက်ခိုက်ကြတာကြောင့်ပါ။ ထိုကြီးရဲ့အဓိကရည်ရချက်ကတော့ရီကိုကိုဖန်စီပြီးဂေရိုနဲ့ကိုဂျိုတို့ကိုအပြည့်အစုံပြဖို့ပဲဖြစ်ပါတယ်။ဒီအချိန်မှာကိုဂျိုရဲ့ညက်လုံး၆လုံးကပြည့်စုံတဲ့အနေအထားကိုမရောက်သေးပါဘူး။ကိုဂျိုမှာအကန့်အသတ်မရှိတဲ့ cost energy ratio ရှိနေတဲ့ဆိုပေမဲ့ထိုကြီးနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့အားနည်းချက်တစ်ခုဖြစ်နေခဲ့ပါတယ်။ဒါလို့ဆိုထိုကြီးမှာက cost energy မရှိတဲ့အတွက်ကြောင့်ကိုဂျိုအနေနဲ့ထိုကြီးရဲ့လှုပ်ရှားမှုတွေကိုအာရုံမခံနိုင်ခဲ့ပါဘူး။ထိုကြီးမှာ cost energy မရှိပေမဲ့ infra spear for heaven ကိုခေါ်တဲ့ cost weapon တစ်လက်ရှိနေခဲ့ပါတယ် ဒီလက်နက်ရဲ့အဓိကအသာချက်က cost technique တွေအားလုံးကိုဖြိုခွဲဖြည့်ဆည်းပြနိုင်စွမ်းရှိတာပါပဲ။အဲ့ဘက်ထဲမှာထိုကြီးက inverse PR for heaven ကိုအသုံးပြုပြီးဂိုဂျိုရဲ့ level ကိုထိုးစိုက်ပြခဲ့ပါတယ်။ဒါပေမဲ့လက်တာဟာဂိုဂျိုရဲ့အဆုံးသတ်တစ်ခုမဟုတ်ခဲ့ပါဘူး။ဒီအချိန်မှာပဲဂိုဂျိုဟာသူ့ရဲ့ awakening ကိုပိုင်ဆိုင်ရရှိခဲ့ပါတယ်။ Inverse PR for Heaven ကဂိုဂျိုမှာရှိတဲ့ cost energy တွေအားလုံးကို positive energy တွေအဖြစ်ပြောင်းလဲပေးခဲ့တာမျိုးပါ။ positive energy ကိုရရှိတဲ့တဲ့ပြိုင်နဲ့ခမည်းဟာ reverse cost technique တွေအားလုံးကိုအသုံးပြုလာနိုင်မှာမျိုးဖြစ်ပါတယ်။ reverse call technique တွေဆိုတာ healing technique တွေကိုပြောတာမျိုးဖြစ်ပါတယ်။ဒီအချိန်မှာဂိုဂျိုကဒီစွာကိုရရှိပိုင်ဆိုင်ခဲ့တဲ့ဆိုပေမဲ့ကောင်းကောင်းမွန်မွန်အသုံးမပြုနိုင်သေးပါဘူး။ဒါပေမဲ့လည်းဂိုဂျိုရဲ့ level ကတော့ပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။ဂိုဂျိုဟာအခုရှင်းပြခဲ့တဲ့ cost energy ရဲ့ positive energy ရဲ့ reverse call technique တို့ကိုပေါင်းစပ်ပြီးသူ့မှာရှိတဲ့အနည်းနဲ့အပြာမှာတစင်ခရမ်းရောင်ကိုဖန်တီးနိုင်ခဲ့ပါတယ်။ခရယောင်ဆိုတာ strong guard arsenal တခု ဖြစ်တာကြောင့်နောက်ပိုင်းမှာ gero နဲ့ shugo တို့ကကိုချိုကိုကူညီလေ့လာပေးခဲ့ကြပါတယ် ဖယ်ရိုနဲ့ရှိုဂိုရိုရဲ့ကျေးဇူးကြောင့်ကိုဂျိုဟာစစ်ဆိုင်ရဲ့ဗလက်တီကိုကျွမ်းကျင်စွာတက်မြောက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာထိုချီနဲ့ထပ်မံရင်ဆိုင်ရတဲ့ဘက်ထရီမှာကိုဂျိုဟာစစ်ဆိုင်ရဲ့ဗလက်တီကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။အကန့်အသတ်မရှိတဲ့စွမ်းအားကိုကိုဂျို family ကသာလင်အသုံးပြုနိုင်ချပါတယ်။စစ်ဆိုင်ရဲ့ဗလက်တီဆိုတာအကန့်အသတ်မရှိတဲ့စွမ်းအားကိုပိုပြီးမြင့်တင်ပေးနိုင်တဲ့စွမ်းတစ်ခုသာဖြစ်ပါတယ်။အကယ်၍ခမားကကိုဂျိုမိသားစုဝင်တရားဟုတ်မနေဘူးဆိုရင်ဒီစစ်ဆိုင်ရဲ့ဗလက်တီကိုရရှိပိုင်ဆိုင်ထားမယ်ဆိုရင်တောင်မှဘာမှအသုံးမဝင်ဘူးလို့ပဲဆိုရပါမယ်။ ။ Utah Hime ရဲ့ရှင်းပြချက်အရကိုချိုဟာ cost energy ကိုကြောင့်မှမရှိဘဲသူ့မှာရှိတဲ့ cost energy ရဲ့ကိုအကန့်အသတ်မရှိအသုံးပြုနိုင်ပါတယ်။ဆိုလိုချင်တာကခမည်းကမုတ်တထောင်ဖို့ဝယ်စားလိုက်ပေမဲ့ပတ်စံတပြားမှာပေးစရာမလိုတာမျိုးကိုဆိုလိုပါတယ်။ကိုဂျိုဟာ six side validity နဲ့ limitless တို့ကိုပေါင်းစပ်အသုံးပြုနိုင်ခဲ့တာကြောင့် Jujutsu Universe တစ်ခုလုံးရဲ့ cost energy အများဆုံးလူ၃ယောက်ထဲကတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ six side validity ဆိုတာအပိုင်းအစအပေါင်းများစွာကိုပေါင်းစပ်ထားတဲ့စွမ်းအားတစ်ခုဖြစ်တာကြောင့်မျက်တောင်တစ်ချက်ခက်ယုံနဲ့ကီလိုမီတာပေါင်းများစွာမှရှိတဲ့အရှာတိုင်းကိုသိနိုင်မြင်နိုင်စွမ်းရှိပါတယ်။ စစ်ဆိုင် user တယောက်ဟာအခြားသူတွေထက် cost energy ကိုပိုမိုအယုံခံနိုင်စွမ်းရှိနေတာပါအဓိကကတော့ cost တစ်ခုရဲ့ mass speed နဲ့ shape တို့ကိုမြင်နိုင်စွမ်းရှိတာမျိုးကိုဆိုလိုပါတယ်စစ်ဆိုင်ရဲ့အဓိက main core ကအကန့်အသတ်မရှိတဲ့အရာတစ်ခုကိုအကန့်အသတ်ရှိလာအောင်ထိထုတ်တာမျိုးမဟုတ်ဘဲအကန့်အသတ်ကိုပြီးမဲ့တော့အောင်ထိထုတ်နိုင်တာပဲဖြစ်ပါတယ် sys i ဟာတိုက်ခိုင်းမှုတစ်ခုရဲ့ speed shape နဲ့ site တို့ကိုခံမှန်းတွက်ချက်ပြီး user ရဲ့တိကျတဲ့ reverse core energy တစ်ခုကိုထုတ်ပေးကတိုက်ခိုင်းမှုကိုဟန်တာနိုင်ပါတယ် ဂိုဂျိုရဲ့စစ်ဆိုင်ရဗလက်ဒီဟာဂါရာရဲ့ perfect sense ရှိနေစင်တူမှုရှိပါတယ်။ဂါရာရဲ့ perfect sense ရှိဆိုတာတဲရီကအလိုလျောက်ဂါရာကိုကာကွယ်ပေးနေတဲ့ပုံစံမျိုးဖြစ်ပါတယ်။ဒါကြောင့်လည်းဂိုဂျိုဟာသူ့ရဲ့မျက်လုံးကိုဖုံးအုပ်ထားတဲ့အချိန်မှတောင်မှလက်သမားတိုက်ခိုက်မှုတွေကိုအလိုအလျောက်ရှောင်ရှားနေနိုင်တာမျိုးဖြစ်ပါတယ်။ဘာကြောင့်ဂိုဂျိုကသူ့ရဲ့မျက်လုံးတွေကိုဖုံးအုပ်ထားရတယ်လဲဆိုတော့စစ်ဆိုင်ကိုဖွင့်လှစ်ခြင်းဟာမလိုအပ်တဲ့ information တွေအများကြီးကိုစူးစောင်းရရှိနေလို့ပဲဖြစ်ပါတယ်။ဂိုဂျိုဟာသူ့ရဲ့မျက်လုံးကို limitless blind နဲ့ hollow pupil တို့ကိုအသုံးပြုတဲ့အချိန်မှသာဖွင့်လှစ်ရှိပါတယ်။ ဘာလို့ဆိုဒီ availability နှစ်ခုရဲ့ advanced application တွေကို sys sign နဲ့သာထိစွန်နိုင်တာကြောင့်ပါဒါကတော့ Gojo ရဲ့ sys sign availability တွေဖြစ်ပြီးအခု session ပြပေးမှာကတော့ limitless ပဲဖြစ်ပါတယ် limitless ဆိုတာ Gojo မိသားစုရဲ့ main availability တစ်ခုဖြစ်ပြီး speed တစ်ခုလုံးကို cost energy နဲ့ atomic level အထိထိစွန်နိုင်စွမ်းရှိတာမျိုးပါဒီစွာအားဟာ space ကို manipulate နိုင်စွမ်းရှိတယ်လို့ standard level 3ခုနဲ့ non standard level တခုပါဝင်နေခဲ့ပါတယ်။ပထမဆုံး standard level ကတော့ limitless ဖြစ်တာကြောင့်အကန့်အသတ်မရှိတဲ့စံချိန်တခုပဲဖြစ်ပါတယ်။ အကန့်အသတ်မရှိတဲ့အတွက်ကြောင့်အရာရာတိုင်းကိုကိုဂျိုကရက်တက်နိုင်ဆွမ်းရှိပါတယ်။ကိုဂျိုကအရာရာတိုင်းကိုရက်တက်နိုင်နေဆိုတဲ့နေရာမှာတခါတည်းရက်တက်လိုက်နိုင်တာမျိုးမဟုတ်ပဲလာနေတဲ့အရာတစ်ခုရဲ့ energy အပေါ်မူတည်ပြီးတဖြည်းဖြည်းချင်းရက်တက်နိုင်တာမျိုးဖြစ်ပါတယ်။အကယ်၍ခမားကကိုဂျိုကိုလက်သီးနဲ့ထိုးမယ်ဆိုရင်လက်သီးကတော့သွားနေမှာမျိုးဖြစ်ပြီးတဖြည်းဖြည်းချင်းနှေးလာမှာကိုဆိုလိုပါတယ်။နှေးပေးနိုင်တဲ့ဆိုတဲ့နေရာမှာ speed ကို0အထိနှေးနိုင်စွမ်းမရှိပါဘူး။ခမရရဲ့လက်သီးမှာနောက်ဆုံးအချိန်ထိ speed ဟာ0.5ကနေ0.1လောက်အထိကျန်ရှိနေနိုင်ပါသေးတယ် ခမရရဲ့လက်ကဂိုဂျိုရဲ့မျက်နှာနဲ့အရန်ကက်နေရင်တောင်မှထိခိုက်မှုကတော့ဖြစ်ပေါ်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီစွမ်းရည်ကိုအကန့်အသတ်မဲ့တယ်လို့သတ်မှတ်ကြပါရစေ။ဒုတိယမြောက်စတန်ဒတ်ဖောင်ကတော့ဘလူးပဲဖြစ်ပါရစေ။ဘလူးဆိုတာအပြာရောင် cost energy ကိုကိုစားပြုတာမျိုးဖြစ်ပြီးဒီစွမ်းရည်ရဲ့အဓိပ္ပာယ်ကတော့ဂိုဂျိုဟာ0ဖြစ်တယ်လို့သိရပါရစေ။0ဖြစ်အောင်တင်မကဆရာသမားက0ကနေအနုလက္ခဏာတွေအထိပါခရီးသွားနိုင်စွမ်းရှိပါတယ်။ ဥပမာခမ ्या ကခမ ्या ရဲ့အမြန်ဆုံး speed ကိုအသုံးပြုပြီးဂိုဂျိုကိုတိုက်ခိုက်ရင်ကနေခမ ्या ရဲ့လက်တီကဂိုဂျိုရဲ့မျက်နှာနဲ့0.1 mm အကွာကိုရောက်ရှိသွားရင်တောင်မှဂိုဂျိုကအနုလက္ခဏာဆောင်တဲ့ကိကနန်းတွေကိုအသုံးပြုပြီးခမ ्या ရဲ့တိုက်ခိုက်ချက်တွေကိုရှောင်ရှားနိုင်စွမ်းရှိပါတယ်။အနုလက္ခဏာဆောင်တဲ့ကနန်းတွေဆိုတာ -1, -2 နဲ့ -3 တွေကိုဆိုလိုပါတယ်။ negative distance ဆိုတာ reality မှာမတည်ရှိတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့် university ဟာမဖြစ်နိုင်တဲ့အရာတွေကိုမုန်းတီးပါတယ်။ ယူဘဗေဒသဘောတရားအရာကြည့်မယ်ဆိုရင်ဒီကိစ္စဟာဖြစ်နိုင်ခြေတွေအားလုံးကိုတွေ့ဖယ်နေခဲ့ပါတယ်။အကယ်၍ကိုဇိုက negative space ကိုအသုံးပြုမယ်ဆိုရင်လည်း universe ကမဖြစ်နိုင်တဲ့ဖြစ်တည်မှုကိုမရရအောင်တားဆီးမှာမျိုးဖြစ်ပါတယ်။ဥပမာပေးရရင်ခမားနဲ့သူမကြားက negative distance ကို universe ကြီးကဝင်ရောက်ဖြည့်ရှင်းမှာမျိုးဖြစ်ပါတယ်။ University ကဝင်ရောက်ဖြည့်ရှင်းပေးတဲ့အရာကတော့အာကောင်လွန်းတဲ့ magnetic force တစ်ခုပဲဖြစ်ပါတယ်။အာရန်ကောင်းတဲ့စွမ်းငင်အားတစ်ခုရှိလာတာကြောင့် black hole တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်းခမားကကိုဂျိုရဲ့နက်နာကိုမထိုးနိုင်ခင်မှာတဲ့ခမားရဲ့ခန္ဓာကိုယ်မှာရှိတဲ့အက်တန်အားလုံးက negative space တဲကိုစွဲငင်ဆုပ်ယူခံရပါတယ်။ဖြစ်ပေါ်လာတဲ့ black hole တဲကိုကိုဂျိုကိုရိုင်းကလည်းဝင်ရောက်ပုန်းခုန်နိုင်ပါတယ်။အဓိကကတော့ကိုဂျိုဟာသူ့ကိုယ်သူ teleport နိုင်စွမ်းရှိနေခဲ့ပါတယ်။တတိယမြောက် standard form ကတော့ red ပဲဖြစ်ပါတယ်။အနည်းအောင်ဆိုတော့ကိုဂျိုရဲ့ reverse core energy ကနေမှဒီစနေဖြစ်ပေါ်လာတဲ့ positive energy ကိုဆိုလိုပါတယ်။ အန်ဒီယောင်ဆွမ်းအားဟာအကဲဘေးဂိုချိုက negative distance တစ်ခုမှရောက်ရှိနေပြီဆိုရင် positive energy ကိုအသုံးပြုပြီး positive distance ကိုပြန်လည်ရောက်ရှိလာနိုင်ပါတယ်။ non standard form ကတော့ purple ပဲဖြစ်ပါတယ်။ purple ဆိုတာ blue နဲ့ red ကို bounce ပြီးမှရရှိလာတဲ့ဆွမ်းအားတစ်ခုပဲဖြစ်ပါတယ်။အပေါင်းနဲ့အနှုတ်ကို bounce ထားတာကြောင့် gold jewel black hole တစ်ခုကိုပြစ်လွတ်နိုင်စွာရှိလာခဲ့ပါတယ်။ purple နဲ့ပြစ်ခံလိုက်ရတဲ့နေရာတစ်ခုလုံးဟာ molecular level အထိဖြည့်ဆည်းခံရလိမ့်ရှိပါတယ်။ purple ဆိုတာ gold jewel ရဲ့အကျဉ်းဆုံးဆွမ်းရည်တစ်ခုတော့မဟုတ်ခဲ့ပါဘူး။ ကိုချိုရဲ့ domain expression ဟာ domain တွေအားလုံးထဲမှာအကျဉ်းဆုံး domain တစ်ခုပဲဖြစ်ပါတယ်။ဒီအကြောင်းကိုအပြည့်အစုံသိချင်တဲ့ဆိုရင်တော့ကျွန်တော်တင်ပေးထားတဲ့ဒီဗီဒီယိုလေးကိုတွားရောက်ကြည့်ရှုနိုင်ပါတယ်။ဒီဗီဒီယိုထဲမှာတော့ကိုချိုရဲ့ domain expression အကြောင်းကိုအသေးစိတ်ကြကြလေးရှင်းပြပေးထားပါတယ်။ကိုချိုရဲ့ domain expansion ကတော့ရန်သူရဲ့စိတ်ကိုဖတ်နိုင်စွမ်းရှိတာမျိုးဖြစ်ပြီးထိချုံနိုင်စွမ်းလည်းရှိနေခဲ့ပါတယ်။ကိုချိုဟာရန်သူရဲ့စိတ်ကိုဖတ်ပြီးတဲ့အချိန်မှာဥကောင်းကနေဖြည့်ဆည်းပြနိုင်ပါတယ်။ဒါဟာကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုဆိုပေမဲ့ဒီထက်ပိုပြီးစိုးရွားရရှိနေပါသေးတယ်။ ကိုချိုဟာ0.2 second အတွင်းမှာ cospirit ပေါင်1000ကျော်ကိုရှင်းပြနိုင်ခဲ့တာပါဒီနေ့ဗီဒီယိုရဲ့အဓိကမေးခွန်းဖြစ်တဲ့ကိုချိုဘလောက်ထိတန်းမလဲဆိုရယ်မေးခွန်းရဲ့အဓိကတော့ကိုချိုဟာဂျူဂျူစုပညာရှင်အားလုံးထဲမှာအတန်မာဆိုးပညာရှင်တယောက်လို့သတ်မှတ်ခံထားရပါတယ်။ဘာလို့ဆိုဘယ်အရာကမှကိုချိုကိုတိုက်ခိုက်နိုင်စွမ်းရှိမနေတာကြောင့်ပါ။ Inverted Spira for Heaven လို့မျိုး Cost Weapon ကတောင်ကိုချိုကိုအဆုံးမသတ်နိုင်ခဲ့တာကိုကြည့်ရင်ဒီဘဲဟာဘလောက်ထိစွမ်းအကြီးမားသလဲဆိုရယ်မေးခွန်းရဲ့အဖြေကိုရှာနိုင်ဖို့ပိုပြီးလွယ်ကူနိုင်ပါတယ်။ ဒါပေမဲ့ဒီလက်နက်ဟာကိုဂျိုကိုတေချာပေါ့အဆုံးတက်ပြစ်နိုင်စွမ်းရှိပါတယ်။နောက်တစ်ခုကတော့ Prison Run ဖြစ်ပြီးဒီအကြောင်းကိုတော့ခြံထားခဲ့လိုက်ပါမယ်။ကိုဂျိုကတော့ Jujutsu Kaisen Universe ရဲ့အတ္တမာဆုံးဘီးရင်တကောင်ဖြစ်နေသေးပါ။ကိုဂျိုအတွက်အကြောင်းရအောင်အရာတွေဟာသူ့ရဲ့ Stamina နဲ့ Durability တွေပဲဖြစ်ပါတယ်။ကိုဂျိုရဲ့ Cost Energy တွေဟာယူထာလောက်မများဘူးဆိုတာကိုအားလုံးနဲ့သိကြမှာပါ။ဒါကြောင့်ကိုဂျိုရဲ့ Stamina ဟာ JJK Universe ရဲ့အကျဉ်းဆုံးအနေထားတော့ဟုတ်မနေခဲ့ပါဘူး။ ကိုချိုရဲ့ durability ဆိုတာကလည်း inverted spear for heaven ကတောင်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်တရားရဂိုင်းတို့ပြေဆုံးကောင်းမွန်နေတယ်လို့မဆိုနိုင်ပါဘူး။ဒါပေမဲ့ကိုချိုမှာ reverse energy ရှိတာကြောင့်သူ့ကိုယ်သူပြန်ပြီးတော့ကုသနိုင်ပါတယ်။ကိုချိုရဲ့ black hole ဖြစ်လို့နိုင်စွာဟာတောင်တလုံးဒါမှမဟုတ်ကျွန်းတစုကိုဖျက်ဆီးပစ်နိုင်စွာရှိပါတယ်။ကိုချိုဘလောက်ထိတန်မာတယ်လဲဆိုရဲမေကွန်ကတော့သူ့တန်မာခြင်းတလောက်တန်မာလို့ရတယ်လို့ပဲဆိုရပါမယ်။ဒါပေမဲ့ cost energy မရှိတဲ့ပြိုင်ဘက်တွေအတွက်ကတော့ကိုချိုရဲ့စွမ်းရည်တွေဟာထင်သလောက်အလုံးမဖြစ်ပါဘူး။ cost energy မရှိတဲ့အတွက်ကြောင့်ကိုဂျိုမှာရှိတဲ့စွမ်းရည်တွေကအဆောက်အုံတစ်ခုကိုဆက်ဆံသလိုဖြစ်နေမှာပါ။ကဲဒါတွေကတော့ကိုဂျိုဘလောက်တန်ပါသလဲဆိုတဲ့မေးခွန်းကိုလိုတိုရှင်းဖြေပေးသွားခဲ့တာပါ။ကိုဂျိုကတော့ဒီနေရာတွေမှာအားနေတယ်။ဒါတွေကတော့မဖြစ်သင့်ဘူးလို့ထင်နေသူတွေရှိမယ်ဆိုရင်လည်းအောက်က comment section မှာဝင်ရောက်ဖြေဆိုသွားနိုင်ပါတယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။နောက်တစ်နေ့မှာနောက်ထပ် video တစ်ပုဒ်နဲ့တွေ့ကြတာပေါ့။အားလုံးပဲ bye bye